မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များရာချီသေးဆုံးစစ်ကောင်စီကရေချောင်းလေချောင်းတုံ၍အင်အားဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကြောက်ဖြူမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်ရာနဲ့ချီ၍သေဆုံးပျောက်ဆုံးမှုများရှိနေကြောင်းသိရပါတယ်။ ကြောက်ဖြူမျိုးနဲ့တပြူတောင်ပြားတဲ့ကက်တပြေရွာချားနဲ့လက်ခမောမလကျွန်ကျေးရွာချားတွင်ယမန်နီမေ14ရက်နေ့အထိစစ်ကောင်စီနဲ့အာရကတပ်တော် AA တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်ချမှသိရပါတယ်ကျောက်ပြူတိုက်ပွဲပုံစံကတရင်နဲ့စစ်တပ်တက်ဆွဲထားရစခန်းတွေကနေစစ်ချောင်းထွက်လာရင် AA က CB တိုက်တယ်။အမဲချွေချွေခံနေရတာထွက်သမျှတရင်အပြုတ်ပဲဟုရခိုင်သတင်းရင်းမြစ်ကသတင်းဌာနသူပြောပါတယ်။ ပြီးခဲ့တဲ့မေလ17ရက်နေ့မေလ12ရက်တို့တွင်ဖြစ်ပွားသည့်လိခမော်နှင့်မလကျော်အနီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်200ပါးစစ်ကြောင်းမှတေဆုံးထိခိုက်မှုများပြီးတပ်ပြတ်ထွက်ပြေးသွားရကြောင်းသိရပါတယ်စစ်ကောင်စီသည်ကြောက်ဖြူတိုက်ပွဲအတွင်းခမရ942နှင့်ခမရ943တို့မှတပ်ဖွဲ့ဝင်များကိုအဓိကအုံပြုနေပြီးရဲတပ်ရင်32တွင်လည်းတပ်ဖွဲ့ဝင်အင်အား900ခန့်ပို့ထားကခန့်စစ်ပြင်ဆင်စုဖွဲ့မှုများရှိကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါသည် ပြီးခဲ့တဲ့မေ9ရက်နေ့ကစစ်တွေမျိုးမှစစ်ကောင်စီအင်အား300ကျော်ကိုကြောက်ပြူဒဏ္ဍဝရီရေတပ်ဌာနချုပ်တို့ရေချောင်းမှပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။တို့ပြင်ကြောက်တလုံးဖရအနည်းရှိခမရ942နဲ့ခုံချွင်တိုက်နယ်အနည်းရှိခမရ943တို့ထံသို့မလအတွင်ကလေးချောင်းမှအင်းအား200ခန့်ဖြစ်တင်းခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီသည်ကြောက်ဖြူတိုက်ပွဲကိုကြီးရည်လေးမှတိုက်ခိုက်နေပြီးလူအင်အားကိုရေချောင်းလေးချောင်းတုံးရိပ်ပို့ဆောင်နေကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။ ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏မဲလာစစ်စခန်းကိုတရက်ကျော်အကြာတိုက်ခိုက်ပြီးနောက် KNU ကသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခွန်နဲ့နယ်မြေအတွင်းရှိစစ်ကောင်စီ၏မဲလာစစ်စခန်းကိုတရက်ကျော်အကြာတိုက်ခိုက်ပြီးနောက် KNU သိမ်းပိုက်ရရှိသွားပြီးဖြစ်ကြောင်း KNU သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်။ မေလ14ရက်နေ့နံနက်၄နာရီကျော်အချိန်မှစတင်၍မေလစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်များကဒရုန်းများဖြင့်စတင်ပုံကျဲတိုက်ခိုက်ခဲ့ပြီးမြေပြင်တွင်လည်းပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းမေလ15ရက်နေ့ညပိုင်းတွင်အဆိုပါစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်းယနေ့မေလ16ရက်နေ့တွင်မေလစစ်စခန်းမှထွက်ပြေးသွားသောစစ်ကောင်စီတပ်၏အရာရှိနှင့်စစ်သားများကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရှိရပါသည် တနည်းနဲ့တညာတိုက်တာမှာစကန်းရပါပြီ။မေလာစကန်းကိုပိတ်ဆို့ထားတာကတော့2လလောက်ရှိပြီ။ထွက်ပြေးတဲ့အစကစတွေကိုလိုက်ရှင်းနေတယ်။အသေးစိတ်ကိုသက်ဆိုင်ရာကထုတ်ပြန်ပါလိမ့်မယ်ဟု KNUC ရေးသတင်းရင်းမြစ်ကအတည်ပြုပြောပါရယ်။ KNU တပ်မဟာခွနစ်နေမီအတွင်းရှိဖအံခရိုင်၊ပိုင်းပွဲခရိုင်၊ပိုင်ကြုံမြို့မြောက်ဝတီမြို့နယ်၊နဘူးမြို့နယ်၊ရှမ်းရွာသစ်နေမီများတွင်စစ်ကောင်စီတပ်စခန်းပေါင်း20ခန်းနှင့်အခြေကျစစ်ဗျူဟာစခန်း၅ခုကကျန်ရှိနေသည့်ကြောင့်သိရပါရယ်။အခုထိုင်းမြန်မာနယ်စပ်မြောက်ဝတီခရိုင်ထဲမှာနော်တယောစခန်း၊မော်ပိုးကေစခန်း၊ဝမ်ခါသစ်စစ်တပ်စခန်းတွေကျန်သေးတယ်။အောက်ဖက်မှာဆိုရင်လိုင်းပွဲ၊ရှမ်းရွာသစ်မှာလည်းဗျူဟာကုန်း၊ခန်းစစ်ကုန်းတွေကျန်သေးတယ်။ ပိုင်ကျုံမှာလဲအခြေချစစ်စခန်းတွေကော့ကရိတ်နဘူးမှာလဲခမာယ940ခွန်ခမာယ948ခမာယ949တရင်တွေလန်ကင်းစခန်းတွေဆက်ရှင်ဖို့ရှိသေးတယ်ဟု KNU သတင်းရင်းမြစ်ကရှင်းပြပါတယ်တိုင်းမြန်မာနယ်စပ်ရှိစစ်တပ်ဤစခန်းများကို KNL မဟာမိတ်ပူးပေါင်းတပ်များကဆက်လက်တိုက်ခိုက်သိမ်းပိုင်နေသဖြင့်မေလကျေးရွာမြမဘက်အချမ်းမှာပြည်သူ900ဝန်းကျင်ကတိုင်းနိုင်ငံသို့တိမ်းရှောင်သွားကြကြောင်းသိရပါတယ်။ မေလ23ရက်နေ့ညနေပိုင်း KNU နဲ့ PDF ပူးပေါင်းတပ်များကစစ်ကောင်စီခမရ24တပ်ရင်းဤတာလေဘျူဟာစစ်စခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက်မေလ25ရက်နေ့ညနေပိုင်းမေလစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။ မေလ9ရက်နေ့တွင်အကျန်းဖက်စက်ကောင်စီ၏တခေါ်ပြီးခွေးစခန်းကို KNLPDF ဖောင်တက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် KNU ကမလာအေဘီလာနဲ့ယခုမေလာအတွဲတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီ၏ပူလူတူခလေဒီတခေါ်ပြီးခွေးမော်ဖားသူစခန်းတာလေစခန်းများကိုစက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဆလပီစစ်ကောင်စီကြောင့်တေဆုံခရသည်ရခိုင်ပြည်သူများအတွက်မိသားစုနှင့်ထပ်တူဝန်ရရာကြောင့်အေအေပြောတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အနာသိန်းစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ယခုရပိုင်းအတွင်းရခိုင်ပြည်နယ်ကြောက်တော်နှင့်ရသေးတောင်မြို့နယ်တို့တွင်အရက်သားပြည်သူ၁၉ဦးသေဆုံးခဲ့ရပြီး35ဦးထပ်မံဒဏ်ရာရရှိခဲ့ပါသည်။သေဆုံးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြသူများအတွက်မိသားစုဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းရာကြောင့်အရကတက်တော် AA ကမေလ15ရက်နေ့ကထုတ်ပြန်ကြပါသည်။အသက်ဆုံးရှုံးသွားခဲ့ရသောမိဘပြည်သူလူထုများ၏မိသားစုဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းရပါသည်ဟု AA ကထုတ်ပြန်ပြောဆိုထားပါသည်။ ရခိုင်ပြည်သူများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်နေသည့်စစ်ကောင်စီဤလုံရက်များကိုမှတ်တမ်းတင်ထားပြီးနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့သွားမည်ဟုအေအေကဆက်ပြောပါရယ်။အပြစ်မဲ့အရသာရခိုင်ပြည်သူများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ကစစ်ရဇဝုံများကိုနိုင်ငံအနှံ့နှေးစင်ရက်ဆက်ကျူးလွန်နေသောစစ်ကောင်စီစစ်ရဇဝေမှုနှင့် လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေသောလုံရက်များကိုပြင်းထန်စွာရှုံချကြောင်းဆိုသည်။ထိုလိုရံများကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့သွားမည်ဖြစ်ကြောင်းအာရကတက်တော် AAE ထုတ်ပြန်ချက်တွင်ပြောဆိုထားသည် မေလ23ရက်နေ့နနက်ပိုင်းကရသစ်တောင်မြို့နယ်ထွန်းရွေချီရွာကိုစစ်ကောင်စီကလေးချောင်းပုံးကျဲတိုက်ခိုက်ခဲ့ပြီးအရသာပြည်သူ12ဦးသေဆုံးခဲ့ရပြီး23ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ရှင်းအပြင်ကြောက်တော်မြို့ရဲကလူနေရပ်ကွက်များကိုလည်းမေလ14ရက်နေ့15ရက်နေ့ရက်ဆက်တိုက်လေးချောင်းတိုက်ခိုက်မှုစစ်ကောင်စီကပြုလုပ်ခဲ့ပြီးကလေးငယ်များအမျိုးသမီးများအပါအဝင်အရသာပြည်သူ9ဦးသေဆုံးက17ဦးဒဏ်ရာရရှိခဲ့သည်။ ငလင်ကြောင့်အပြစ်ရထားသည့်ကာလကိုအခွင့်ကောင်းယူ၍စစ်ကောင်စီသည်အယက်သားပြည်သူများအားတပ်ဖြတ်နေခြင်းကိုပြင်းထန်စွာရှုံချကြောင်းအေအေကပြောသည်။အာဏာသိမ်းလင်းနှစ်တာကာလအတွင်းအစုလိုက်အပြုံလိုက်တည်ဆုံခဲ့ရသည့်ဖြစ်စဉ်ပေါင်း80ထက်မနည်းတွင်အယက်သား1599ဦးတည်ဆုံခဲ့ရသည်ဟု ISB မြန်မာကမေလ14ရက်ထုံးအစီရင်ခံစာတွင်ဖော်ပြကြသည်။ ဆက်လက်ပြီးမင်းတက်နှင့်တီလင်းမျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲမှုအသက်73နှစ်အရွယ်ចောင်းသားအပါအဝင်နှစ်ဦးသေဆုံးပြီးပြည်သူ71ဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းတိလင်းမြို့နယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲချခဲ့ရာအသက်73နှစ်အရွယ်ចောင်းသားအပါအဝင်နှစ်ဦးသေဆုံးပြီးစစ်တပ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသက်ဆိုင်ရာဒေသတော်လှန်ရေးတရင်ရင်းမြစ်များထံမှသိရပါတယ်။ ရှမန်နေမေလ15ရက်နေ့နနက်9:30မိနစ်အချိန်မင်းတပ်မြို့နယ်တိုက်နယ်အမှတ်တင်အတွင်ရှိခြေရွာတစ်ခုကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်းအဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်73နှစ်အရွယ်ကျောင်းသားတအုပ်နဲ့အသက်40နှစ်အရွယ်အမျိုးသမီးတအုပ်တို့တေဆုံခဲ့ကြောင်းအခြားပြည်သူဆက်တပ်ဦးမှလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် အဆိုပါဘုံကျဲတိုက်ခိုက်မှုအတွင်ကျေးရွာစာတင်ကြောင်းထိခိုက်ပျက်စီးပြီးကျေးရွာအင်ချီ40ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်းမင်းတပ်မျိုးနယ်အတွင်စစ်တပ်က2025ခုနှစ်ဖေဖော်ဝါရီလမှမေလအတွင်၄ကျောင်းတိုက်ခိုက်မှု73ကျိန်တိတိလှုပ်ဆောင်ခဲ့ကြောင်းမင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါသည်တရင်ဌာနကမင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ဆက်သွယ်မြင်းမြန်းထားတော့လေအဆက်အသွယ်မရရှိပြီ မင်းတပ်မျိုးနယ်မှာချင်းတော်လန်ရေးတပ်များတန်သူထောက်ပို့ပေးနေသောအဖွဲ့တချို့ကမှမင်းတပ်မျိုးနယ်တွင်တိုက်ပွဲများမရှိတော့ကြောင်းစစ်ကောင်စီကဘုံဖြစ်မကြာခဏဆိုသလိုလာရောက်ဘုံကျဲနေခြင်းဖြစ်ကြောင်းအင်တာနက်လိုင်းနှင့်ဖုန်းလိုင်းအလွန်ခက်ခဲနေကြောင်းပြောဆိုပါရယ်မင်းတပ်မျိုးကတိမ့်ဒီကလေးကတိုက်ပွဲမရှိတော့ဘူးစစ်တပ်ကမလာနိုင်တော့ဘူးဒါပေမဲ့လေရင်ဝဲတယ်ကင်းထောက်တယ်ပုံကျဲတယ်အထာကတော့ပုံမှန်လုပ်နေတာမင်းတပ်မှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းခတ်တယ် စတားလင်းမှဆက်သွယ်လို့ရတယ်။မြို့ကတော့လေကြောင်းတိုက်ခိုက်မှုမရှိရင်အတော်အေးချမ်းပြီလို့ပြောလို့ရမယ်။အခုကတော့လေကြောင်းတိုက်ခိုက်မှုကိုပဲစိုးရိမ်နေရတယ်ဟုချင်းတော်လည်းရေးတက်များချန်တို့ထောက်ပို့နေသည့်သတင်းရင်းမြစ်ကရှင်းပြပါရယ်။အလာဒူမေလ15ရက်နေ့ည7:00နာရီအချိန်မကွေတိုင်းထီးလင်းမြို့နယ်အတွင်းသို့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ကြောင်းရောအလင်းတန်းကသတင်းထုတ်ပြန်ထားပါတယ်။